အီရန်ဟာကြီးမားသောပြည်တွင်းလုံခြုံရေးစစ်စင်ရေးကိုစတင်ခဲ့ပါတယ်။သူတို့ဟာမော့ဆက်တရှုများလို့ယူဆသူတွေကိုဖမ်းဖို့အတွက်ဘေးစစ်အရန်တပ်ဖွဲ့များနဲ့ရဲတွေကိုအုံပြုခဲ့ပါတယ်။ထရက်ကားတွေ၊စုကားတွေနဲ့တန်တရားဖြစ်ပွားမြည်သူမဆိုးရတန်းစားဖို့ရုပ်ဖို့အတွက်ယာယီစစ်စင်ရေးဂိတ်တွေကိုထူထောင်ထားပါတယ်။ယာနဲ့ချီတဲ့လူတွေကိုလည်းဖမ်းဆီးခဲ့တယ်။အများစုမှာအီရန်နဲ့အာဖဂန်နစ္စတန်လူမျိုးတွေဖြစ်ပါတယ်။အီရန်နိုင်ငံအူမီယာမှာကတ်အမျိုးသား၃ဦးဖြစ်တဲ့ Address Ali အဇတ်ဆူဂျီနဲ့ရာဆူအာမက်တို့ကိုလူမြိတ်ခွင်းမှာကွပ်မြက်ခဲ့ပါတယ်။သူတို့ဟာတပ်ဖြတ်မှုအတွက်လက်နက်တွေမောင်းခိုသွင်းကမော့ဆက်အားတင်းပေးနေတယ်ဟုဆိုဆွဲခံခဲ့ရပါတယ်။ဆနေရကြစစ်ပွဲပြီးကြဲကအီရမာတဆူလုတဲ့လို့ဆိုဆွဲခံထားတဲ့ဆူဆူပေါင်းလူ6ဦးကို ကိုဂျိုးပေးဆွဲထားခြင်းဖြစ်ပါတယ်။တီဟံမြို့တောင်ဘက်မှာရှိတဲ့ရေအနီးမှာလိုဝက်ဒရုန်းစက်ရုံတစ်ခုကိုအီရန်တောင်ဝန်ရှိသူတွေကတွေ့ရှိခဲ့ပါတယ်။သူတို့ဟာဒရုန်းထုတ်လို့သူဟု ခေါ်ဝေါ်တဲ့လူတအူးအပါအဝင်အစ္စရေးနဲ့လက်တွဲလှုပ်ဆောင်နေသူ28ဦးကိုဖမ်းဆီးခဲ့ပါတယ်။ပောက်ခွေရပစ္စည်း200ကီလိုဂရမ် drone 23စီးပြစ်လို့တဲ့ platform နဲ့အသေးခံမောင်းတူမဲ့ drone များအတွက်အစိတ်ပိုင်းတွေကိုတွေ့ရှိခဲ့ကြောင်းအီရန်ကပြောကြားခဲ့ပါတယ်။ဤစစ်စင်ရဲ့အတွက်ပြည်내အများပြားမှာဖမ်းဆီးမှုတွေဖြစ်ပွားခဲ့ပြီးအီရန်တိုင်တိုင်ကလုံးမှာလူပေါင်း900ကျော်ကိုဖမ်းဆီးခဲ့ပါတယ်။အများစုကအစ္စရေးကိုကူညီတယ်လို့ဆွဆွဲခံထားရပါတယ်။ဥပမာအနေနဲ့ အသိခံဘုံကွက်ချင်းတွေကိုလမ်းညွှန်ပေးခြင်းစစ်စခန်းတွေကိုတပ်ပုံရိုက်ပေးခြင်းဘုံပြုလို့မှအုံပြုတဲ့မောင်ခိုစစ်ပန်းတွေကိုစာပွေပေးခြင်းစသဖြင့်ဖြစ်ပါတယ်မော်ဆက်ဟာဤတောင်ဝန်တွေကိုတုံထမ်းဆောင်ဖို့အတွက်တိုင်းရင်းသားလူငယ်လူနည်းစုနဲ့ဒေသခံအကူအညီတွေကိုအုံပြုခဲ့တယ်လို့တောင်ဝန်ရှိသူကပြောကြားခဲ့ပါတယ်အဆိုပါဖန်ဆီးမှုနဲ့ကိုမျက်မှုဟာအစ္စရေးရဲ့လိုဝက်လုံဆောင်မှုအစ်စ်ကိုရပ်တန့်စေတယ်လို့အီရန်ကပြောကြားခဲ့ပါတယ်စနေရက်ကြာဖိဂျီဘခအပြီးတော့ ဆိုပါစစ်စင်ကြီးကမော့ဆက်တရှုကွန်ရက်များပောင်းဝင်ခဲ့ကြောင်း၎င်းတို့ကပြောကြားခဲ့ပါတယ်။အဆိုပါကွန်ရက်များသည်အီရန်နိုင်ငံအတွင်းလေကြောင်းတက်ခတ်မှုနှင့် drone တက်ခတ်မှုတွေကိုလမ်းညွန်ကူညီပေးနေသည်ဟုဆိုသည်။အီရန်ရဲ့လှုပ်ရှားကလုံခြုံရေးအတွက်အလွန်စိုးရိမ်ကြောင်းပြသနေပြီးအစ္စရေးအတက်ခတ်မှုပြီးနောက်အခြေအနေကိုထိန်းချုပ်ရန်ကြိုးပမ်းနေကြောင်းပြသနေသည်။ drone ထုတ်လို့ဒူကိုကွန်ရက်ချင်းနဲ့ဖန်စီချင်းဟာတရှုစစ်စင်ကြီးနဲ့အပြည့်စွမ်းအမပုံမှုအစ်မြင့်လာပုံကိုလည်းပြသပါသည်။ လိုအပ်မောင်းသူမဲ့လေရင်ဆက်ယုံကိုစာဖွေခြင်းဟာမော်ဆက်ဟာဒီအီရန်နိုင်ငံအတွင်းနက်ဆိုင်စွာအလို့လုံနေကြောင်းတက်တေပြပါရယ်လူပေါင်း900ကျော်ဖမ်းဆီးမှုနဲ့အ ਨੇ စုံကုမ္ပဏီမှု6ကြိမ်ဟာအီရန်ရဲ့တချို့လှုပ်ရှားမှုအမှန်တကယ်မြင်မှကြီးမားပြီးစနေတကျစီစဉ်ထားဒီကိုလည်းပြသပါသည်စစ်ပွဲအပြီးမှာအစ္စရေးရဲ့လိုဝက်မစ်ရှင်ကိုရပ်တန့်လိုက်ပြီးစစ်ပွဲနဲ့တရှုလုတ်ချင်းတို့သည်နီးကပ်စွာရောထွေးနေပုံကိုပြသနေသည်ဟုအီရန်ကပြောကြားခဲ့ပါသည်